ညဒီနေ့မှာတော့ YouTube Short Video တင်းနည်းလေးများပြင်มาဖြစ်ပါတယ်ဗျအဲ့တော့ YouTube Short Video တင်းနည်းလေးကိုတည်တဲ့မိတ်ဆွေများများပြီမဲ့မတည်တဲ့မိတ်ဆွေများလည်းရှိနေပါသေးတယ်ဒါကြောင့်မလို့ပြန်လည်မရောက်ပြင်ဖြစ်ပါတယ်ဗျအဲ့တော့ YouTube Short Video လေးတင်းနည်းလေးလည်းရမ်းလွယ်ပါတယ်အဲ့တော့ကျွန်တော်အရှိအရှိတင်းနည်းနဲ့တိတ်မကွာပါဘူးအဲ့တော့ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ Chrome browser ကိုသွားပါမယ်ဗျ ခရုံးတော်စားတဲ့ကိုသွားလိုက်မယ်ပြီးတော့ထောင်းစံတိုင်းမှာ YD Studio ဆိုပြီးရိုက်ရှာပြရမှာဖြစ်ပါတယ် YD Studio ရိုက်ရှာမယ်ပြီးတော့ဒီမှာရှိတဲ့အဆက်34နှစ်ပြီးတော့ကျွန်တော်တို့ဓာတ်တော်ဆိုင်လေးလည်းအမှန်အမှန်ချစ်ပြရမှာဖြစ်ပါတယ်ဗျာအဲ့တော့မိတ်ဆွေများအမှန်မရှိရသေးတော့ဒီကောင်လေးကိုအမှန်ချစ်ပြလိုက်ပါအောင်နော်ဒါဆိုရင်ကျွန်တော်ဓာတ်တော်ဆိုင်ရပါပြီရပြီဆိုလို့ရှိရင်တော့ဒီမှာ login ဆိုတာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဗျာဒီမှာနော်နည်းနည်းသေးနေနဲ့ကျွန်တော်ဖြည့်ကြည့်လို့ရတယ်အဲ view လေးဖြည့်ကြည့်လို့ရအောင်နော်အဲ့ okay ဒီမှာ login လေးဖြစ်ပါတယ် โอเคเนาะဒီကောင်လေးကိုနှိပ်ပြလိုက်ပါဒါဆိုကျွန်တော်တို့ရဲ့ channel တဲ့ကျွန်တော်တို့ရဲ့ studio တွေကိုရောက်တော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ channel တဲ့ကိုရောက်လာပြီโอเคအဲ့လိုရောက်လာပြီဆိုတော့တေးအနေနဲ့နည်းလေး view လေးဖျက်ကြည့်လို့ရပါတယ်เนาะโอเคဒါဆိုရင်ဒီအပေါ်အပေါ်ဆုံးနားလေးမှာဒီကလေးကိုတင်မဲ့ channel တည်းကမဟုတ်သလိုရှင်တဲ့ profile လေးနှိပ်ပြီးတော့ဒီမှာ switch account နဲ့ကိုတင်မဲ့ channel ကိုယူလို့ရပါတယ်โอเคကျွန်တော်တော့ဒီဟာဆိုတော့အဲ့တော့ဒီမှာရှိတဲ့ crate ဆိုတာလေးကိုနှိပ်ပြမှာဖြစ်ပါတယ်ဗျ crate လေးကိုနှိပ်ပြလိုက်မယ် နေပြီးတော့ upload ဗီဒီယိုလေးကိုနေပြန်မှာဖြစ်ပါတယ်ဗျတချို့ကလည်း short ဗီဒီယိုကို YouTube ဒီ YouTube software မှာတင်ကြတယ်ဒါလည်းရလို့ရပါတယ်ဒါပေမဲ့ဒီဟာလေးကပို့ပြီးတော့ကျွန်တော်တွေပို့အဆင်ပြေတယ်ပေါ့နော်ပို့ပြီးပို့ပြီး professional ဆန်စီပါတယ်အဲ့တော့ဒီမှာရှိလက် upload ဗီဒီယိုကိုနေမယ်နော်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ file လေးတစ် file ယူမယ် select file ယူမယ် okay select file ယူပြီးတော့ media နေမယ် media media လေးကိုနေလိုက်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ ဒီတင်မဲ့ဗီဒီယိုလေးကိုကျွန်တော်ရွေးပေးလိုက်ပါတယ်အဒီနေ့မှတခုပြောစားရှိတာကဟိုတစ်ခါကြောက်လို့ရှိရင်လေဒီကောင်တွေက short scene ဝင်တာကတော့ဒီအီးပေါ့နော်ဒီ9 by 60ရိုက်လို့ရှိရင်တော့ short scene နဲ့ကိုဝင်ပါတယ်ဟိုးရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့10 minute out video အလုံးသွား short scene နဲ့ဝင်ဝင်ပြစ်ပါတယ်ဘလို့ပဲရိုက်ရိုက်အဲ့တော့ကျွန်တော်9 by 60ပဲရိုက်ရိုက်60 by 9ပဲရိုက်10 minute out video လေးအလုံး short scene နဲ့ဝင်ပါတယ်အခုအလုံးမဟုတ်တော့ပါဘူးကျွန်တော်တို့ဒီ download ရိုက်တဲ့ download လိုက်ရိုက်ထားတဲ့ video တွေအလုံးကိုသူက short scene နဲ့ပင်းဝင်ပါတယ်အလဲရလိုက် စစ်တီးပိုင်နဲ့ရိုက်တဲ့ဟာလေးကိုတော့အားလုံးတူတူရှေရှေဒီကလောင်းစင်တဲ့ကိုပေးဝင်ပါတယ်ဗျအဲ့တော့အဲ့တော့ကျွန်တော်မိတ်ဆွေများဒီကွာဒီ9 by 60 downline လေးရိုက်မိထားတယ်အဲ့တော့ short စင်နဲ့ဝင်ဝင်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဝင်လို့ရအောင်ဗီဒီယို edit ချိန်ကြီးလေးအရင်ဗီဒီယိုမှာမြောက်ပေးခဲ့တယ်နော်အဲ့တော့မရှင်းတာမသိတာများလဲဆက်လက်ပြီးမေးလို့ရပါတယ်ဗျကျွန်တော်ပြန်ပြပေးပါမယ်ဗျโอเคဒါဆိုရင်ဒီထုံးတဲ့အတိုင်းပဲဒီဗီဒီဒီဗီဒီယိုရဲ့ခေါင်းစဉ်ပေါ့နော်တိုင်တယ်လေးကိုပေးရမှာဖြစ်ပါတယ် အဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ဗီဒီယိုကောင်းစဉ်ကိုရေးလိုက်မယ်အဲကျွန်တော်ဒီဖုံးမှန်ခေါ်လို့ရတဲ့ဖုံးမှန်ခေါ်လို့ကောင်းတဲ့930စပရေးပေါ့နော်ဒါကကျွန်တော်ဗီဒီယိုကောင်းစဉ်နဲ့တက်တက်ဆိုင်တဲ့ဟာပေါ့အဲ့တော့ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်ရဲ့ရှက်အဲကျွန်တော်ရဲ့ hashtag လေးခံမယ်ခံပြီးဆိုတော့ဆိုတာနဲ့ကျွန်တော်တို့ကဒီ short ပေါ့နော်သူကကျွန်တော်တင်ပါဆိုတော့ short တင်ပါဆိုတော့ short ကိုပဲရွေးလိုက်မယ် အဲဝေးရှော့ဆိုရင်ရှော့ပဲကျွန်တော်ယူလိုက်တယ်ရှော့ကိုတော့မဖြစ်မနေထည့်ပြန်မှာဖြစ်ပါတယ်အဲ့တော့တချို့လဲဒီညာလေးမှာရှော့ရှော့ပြီးပြီးဆိုတာနဲ့အာကိုသူနဲ့ဒီဗီဒီယိုနဲ့တက်သက်ဆိုင်တဲ့အကြောင်းအရာလေးတွေရှော့လေးတွေထပ်ထည့်တာမျိုးလည်းရှိတယ်အဲ့တော့ဥမာဥမာစပရေးလို့အဲကျွန်တော်တို့ဖုံးပြပြနီးလို့အဲကျွန်တော်မိတ်ဆွေများဆိုတော့ဟာတာဆိုလို့ရှိရင်ဟာတာဘာညာအဲ့လိုကောက်ထည့်တာမျိုးလည်းရှိတယ်အာကျွန်တော်တော့မထည့်တော့ပါဘူးဗျနော်အဲ့တော့ကျွန်တော်တို့မှာရှော့ရှော့တစ်ခုတည်းထည့်လိုက်တော့မယ် ပြီးတော့ short အလို့တော့ဒီ short တွေက template ထည့်လို့မရပါဘူး template လည်းထည့်စရာမလိုဘူးပေါ့နော်ဒီမှာ short စင်းဝင်တော့တာနဲ့ template က automatic ထည့်လို့မရတော့ပါဘူးဒါလေးထည့်စရာမလိုပါဘူးဗျအဲ့တော့ဒီမှာတော့ playlist ကတော့ထည့်လို့ရပါတယ်ပလေးလေးကတော့ကျဲစလောက်ထည့်လို့ရပါတယ်เนาะโอเคပလေးလေးထပ်ပလိုက်မယ် playlist ထပ်ပြလိုက်ပြီးတော့ channel အားလုံးကအတူတူပါပဲပြ။အဲ့တော့ဒီညမှာလည်း message များတစ်ခုသတိထားရမယ်နော်။ဒီညလေးကတော့အားလုံးအမြဲတမ်း no ပဲဖြစ်နေမှာနော်။ကျွန်တော် no is not made for kids ဒါကလေးတွေလို့တော့မဟုတ်ဘူးပေါ့နော်။အဲ့လိုမျိုးလေး no လေးအမြဲဖြစ်နေမှာ။ဒါမှသာလေကျွန်တော်ကပတ်စံပို့ရမှာပေါ့နော်။ကလေးတွေဆိုရင်ပတ်စံရတာနည်းနည်းပါလိမ့်မယ်။ Okay okay ရတော့ဆိုလို့ရှိရင်ကျွန်တော်တို့ပြီးဆုံးကျွန်တော် next ဆက်သွားမယ်။ โอเคတော်တော့ဒီနေ့မှာပတ်စံရပြီဒါ monetization အောင်မိသား channel ဆိုလို့ရှိရင်သူက monetization on နဲ့နေရာလေးတော့ကြော်သွားပါလေအဲ့ဒါလေးတော့ကြော်သွားတယ်เนาะကြော်ပြီးတော့ဒါတော့ထုံးစံတိုင်းပဲ none of the app none none of the app value ကိုနှိပ်မယ်ပြီးတော့အပေါ်မှာရှိတဲ့ smin rating လေးကိုနှိပ်မယ်နှိပ်ပြီးတော့အောက်မှာ next နှိပ်ဆက်သွားလိုက်ရပါမယ်เนาะနှိပ်ဆက်သွားမယ်ဟာနှိပ်ဒီမှာလဲကျွန်တော်တို့ဒီ အန်စကရင်ပါရင်ထည့်မယ်ဆိုရင်ထည့်လို့ရတယ်နော်ထည့်ဖို့ဒီနေ့တော့အရင်ဗီဒီယိုမှာမရအောင်ပေးခဲ့တာနော်ကျွန်တော်တော့မထည့်တော့ပါဘူးပြီးတော့ next ဆက်သွားမယ်ပြီးတော့ next ဆက်သွားမယ်အဲ့တော့ အဲ့တော့ဒီဒီနယ်မှာလည်း private unless အဲ service member only ဒီမှာတော့ကျွန်တော်ထုံးစံနိုင်မဲ့ public ကိုထားပေးရမှာဖြစ်ပါတယ်ဒီမှာ public ကိုထားမယ်အဲတကယ်လို့ကိုယ့် video ကတကြပေါ့ကိုယ့်ရဲ့ video own creator ဆိုလို့ရှိရင် public ကိုထားမယ်မဟုတ်ဘူးကိုကသူများ video တွေ reaction လောက်တာတို့သူများ video ကြီးဖြင့်ရက်ကလောက်တာတို့ဆိုရင် unless ကိုအရင်ထားပါမယ်အလေးကိုထားပြီးဒီဒီအောက်မှာရှိတဲ့ကျွန်တော်တို့တွေသူဒီမှာဒီမှာသူတင်ပေးနေတယ်မပြီးသေးဘူးပေါ့နော် ဒါဆိုရင်ဒီမှာဒီမှာဒီ check in in 10 minute အဲခုလိုမျိုးပြသွားလို့ရှိရင်တော့တင်လို့ရပါဘူးဒီမှာကြည့်လေပါ chess completely not issue found ဒီလိုစာတမ်းပြမှသာလင်ကျွန်တော်တို့ဟာတင်ပြနိုးရမှာဖြစ်ပါတယ်အဲ့လိုရပါသေးဆိုလို့ရှိရင်တော့ amplit ကနေပြီးတော့ public လေးပြန်ထားလိုက်မယ်ပြန်ထားလိုက်ပြီးတော့ဒီမှာတဲ့ public လေးပေါ်လာပြီเนาะ public ပေါ်လာပြီဆိုရင် public လေးကိုနေလိုက်ပြီးတင်လန်းရုံမှာပဲ ါပါပဲအရန်လွယ်ပါတယ်ဗျအဲ့တော့တို့ကတက်တစ်ခုလေးပဲပေါ့နော်တမ်ပလင်းထည့်လို့ထည့်ရမလို့ဘူးထည့်လို့လည်းမရဘူးပြီးတော့ကျွန်တော်တို့ဒီ monetize အောင်မိသား channel ဆိုလို့ရှိရင်ね monetize ဟို monetization dollar ဖွင့်တဲ့နေရာလေးကမပါလာတော့ဘူးเนาะဒါဒီဒီဒီနှစ်ခုပဲကြွာတာပါ channel အလုံးကတူတူပါပဲအဲမိတ်ဆွေများကခုမှအဲ monetize မအောင်သေးဘူးခုမှစ running နဲ့ channel အဲ့တော့မလျှောက်ရသေးဘူး subscriber လေးလည်းလိုသေးတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီဒီလိုမျိုးတင်လို့ရပါတယ်ဗျโอเค အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေတာများမေးခဲ့ပါနော်အဆင်ပြေအဆင်ပြေတာများကိုအချိန်မီမေးခဲ့လို့ရပါတယ်ဗျကျွန်တော်မြန်မာပြန်လည်ဖြေချဖို့အသင့်ပါပဲဗျအားလုံးပဲအဆင်ပြေကြပါစေဗျာ